င်္ဂလာပါ The Rose Channel ကနေကြိုဆိုပါရစေ။ဒါကတော့လူအများရဲ့ချစ်တော်မင်းသားကြီးဒန်ဆဲဝါရှင်တန်ပြောခဲ့တဲ့စကားတွေပဲဖြစ်ပါတယ်။ Let your success speak ။တင်အောင်မြင်မှုကိုစကားပြောပါစေ။လူတွေကတင့်ကိုအကဲဖြတ်နေတဲ့အခါတင်ကပိုပြီးကြိုးစားလှုပ်ဆောင်ပါ။သူတို့ကတင့်ကိုလှောင်ပြောင်နေတဲ့အချိန်မှာပိုရွေးပင်အားထုတ်ပါ။သူတို့အိပ်ပျော်နေချိန်မှာတင်ကစားချက်နေရမယ်။သူတို့ကတင်အကြောင်းမကောင်းပြောနေတဲ့အခါတင်ကဆက်လက်အလုပ်လုပ်နေပါ။ မကြမီနဲ့အနှင်းငယ်အတွက်မှာပဲသူတို့ရဲ့ဘဝကိုတင်းဘဝနဲ့နှိုင်းရှင်ပြီးတင်းဟာသူတို့ထက်အစာပေါင်းများစွာရှိကိုရောက်နေပြီဆိုတော့ကိုသူတို့တဘောပေါက်သွားပါလိမ့်မယ်တင်းကိုတင်တာအာယုံဆိုင်ပါအဲ့လိုလဲဆိုတော့တင်းကိုစိတ်အနှောက်အယှက်ဖြစ်စေမဲ့အဆူညံတန်တွေတင်းကိုဆွဲချဖို့ကြိုးစားနေတဲ့လူတွေအမြဲတမ်းရှိနေမှာပါဝေဘန်သူတွေကိုလှည့်လို့ရှိပြီးတင့်အောင်မြင်မှုကသူ့ဘာသာစကားပြောပါစေသူတို့ကိုသိစိတ်သွားစေမဲ့အကောင်းဆုံးနည်းလမ်းကတော့တင်လို့ရတဲ့အောင်မြင်မှုများပဲဖြစ်တယ်သူတို့ဘာပြောပြော ပါတွေ့တွေ့ရင်းဆိုင်နေစရာမလိုဘူးတင်းရည်မှန်းချက်တွေပေါ်မှာပြင်းပြင်းထန်ထန်အာရုံစိုက်နေဖို့လိုအပ်တယ်ဒါမှသူတို့ရဲ့ထင်မြင်ချက်တွေဟာအေးမပါတဲ့အရာတွေဖြစ်သွားလိမ့်မယ်ဘဝကခက်ခဲလာတဲ့အခါအဲ့ဒါဟာတင်ထရပြည်ပြလဲတိုက်ပွဲဝင်ဖို့အတွက်လက္ခဏာတစ်ခုပဲတင်ဟာအများရမဲအခြားသူတွေစီကရောကိုကိုတိုင်းစီကပါဝေဖန်မှုတွေရင်ဆိုင်ရပါလိမ့်မယ်အစိုးမြင့်စိတ်တွေစကလုံးတွေကတင့်ကိုလမ်းချော်မသွားပါစေနဲ့မင်းဒါကိုကင်တွယ်နိုင်တယ်လို့ကိုကိုကိုပြန်ပြောပြီးရှစ်ဆက်တို့ပါတင်းငယ်တဲ့အသားစီးတွေကတင်းရဲ့တိုးတက်မှုကိုရပ်တန့်နိုင်မှာမဟုတ်ဘူးတင့်ကို ြင်ဆက်လက်တည်ဆောက်ပါတင်းအိမ်မက်တွေကိုလိုက်ပါတင်းအနာဂတ်ကိုတည်ဆောက်ပါတင်းအောင်မြင်မှုဟာတန်တရားတွေနဲ့အစိုးမြင့်စိတ်တွေရဲ့အကောင်းဆုံးအဖြစ်ဖြစ်လာပါလိမ့်မယ်မှတ်ထားပါ ဘဝရဲ့အမှန်တကယ်အနိုင်ရသူတွေဟာကိုပိုင်လမ်းကြောင်းပေါ်မှာအာရုံစိုက်ပြီးလမ်းလဲမသွားပဲကြီးမြတ်မှုစီကိုကိုပိုင်နီးလမ်းနဲ့တိဆောက်သူတွေပဲဖြစ်တယ်။ဘူးမဆိုင်ဘူးဆိုတဲ့ခလုတ်ကိုဖွင့်မှာတင်ကိုတင်အာရုံစိုက်လိုက်တဲ့အခါသူများဘာတွေးနေတယ်လဲဆိုတာကိုဂိူးဆိုင်တာရက်သွားလိုက်မယ်။တင်အောင်မြင်ခြင်းနဲ့ဆိုရင်တင်ရဲ့ဂိူးမဆိုင်ဘူးဆိုတဲ့ခလုတ်ကိုဖွင့်လိုက်ပါ။အဲ့လိုလဲဆိုတော့ကဘာကြီးကတင်အိမ်မက်တွေကိုဂိူးမဆိုင်တယ်လို့တင်နာခွင့်ပြုလိုက်ရင်တင်အိမ်မက်တွေကိုယူဆောင်သွားဖို့လဲစူးစမ်းပါလိမ့်မယ်။တင်ကိုတင်ထောက်ခံဖို့ဆုံးဖြတ်ရမယ်။ပြီးတော့ကြီးမြတ်မှု စီရောက်ဖို့နေတိုင်းအနားမနေကြိုးစားပန်းစားလုပ်ရမယ်။အချို့တငယ်ချင်းတွေဒါမှမဟုတ်ခွန်လန်းတွေကိုစွန့်လွတ်ဖို့လိုကောင်းလိုလိမ့်မယ်။တည်ကြည်မှန်းချက်တွေပေါ်မှာဆွဲလန်းနေပါ။တင်းအိမ်မက်တွေကိုနေတိုင်းတက်ရှူနေတိုင်းမှာလှုပ်ဆောင်မှုတိုင်းတွေ့တိုင်းဟာသွားလိုတဲ့နေရာကိုပုံမနီးဆက်စေရမယ်။ခရီးစဉ်တိုင်းအတွက်စည်းကမ်းနဲ့ကုကုကိုတွန်းအားပေးမှုလိုအပ်တဲ့ခက်ခဲတဲ့အချိန်မှာတောင်းမှပေါ့။အောင်မြင်မှုအတွက်စားလောင်နေပြီးစိတ်ခုံမှုတွေကိုရင်ဆိုင်ဖို့တင့်ဖြစ်နေတဲ့စိတ်နဲ့နေတိုင်းလို့ထားပါ။ခက်ခဲပါလိမ့်မယ်။လူတွေကတင်းကိုတန်တရားဝင်ချလိုက်မယ်။ဒါပေမဲ့ ဲ့ဒါသူတို့ရဲ့ပြဿနာတင်းရဲ့ပြဿနာမဟုတ်ဘူးတင်းလောက်ကတော့အာယုံဆိုင်ပြီးဆုလက်ပေါ်မှာမျက်စိစုံမိထားဖို့ပါပဲစိတ်ပိုင်းဆံရကြန့်ခိုင်မှုကိုတိဆောက်ပါတင်းမနစ်တက်တဲ့အရာကိုလုံနိုင်ခြင်းဟာတင်းတိဆောက်နိုင်တဲ့အစွမ်းတစုံစွမ်းရည်တွေကတခုပဲဒါဟာတင်းရဲ့တက်တောင်းတက်တာနယ်မြေကနေထွက်ခွာခြင်းတင်းကြောက်ရွံ့တဲ့အလုပ်ကိုရင်ဆိုင်ခြင်းတင်းကြောက်ရွံ့မှုတွေကိုတိုက်ရိုက်ရင်ဆိုင်ခြင်းဖြစ်တယ်တက်တောင်းတက်တာမရှိတာကို ခန္ဓာယုံနဲ့မကပဲတက်ကြွစွာရှာဖွေပြီးအနိုင်ယူခြင်းဖြစ်တယ်လူအများစုဟာတင်ပါလို့ဒီလောက်အသေးအတန်အလုံးလုံးနေရတာလဲဆိုတာနားလည်မှာမဟုတ်ဘူးအဲ့လိုအနားမယူပဲအပြင်ထွက်မပြောရတာလဲလို့သူတို့တွေးကြလိမ့်မယ်သူတို့နားမလည်နိုင်ဘူးဒါကြောင့်မဲ့သူတို့ဟာပြင်ရရှိမဲ့အောင်မြင်မှုအဆင့်ကိုရောက်မှာမဟုတ်ဘူးပြန်နာတဲ့ရင်မှန်းချက်ပေါ်အာယုံဆိုင်ပြီးချိန်နဲ့အထုံးမှုတွေဆက်တဲ့နေမယ်ဆိုရင်ဒီမှာတဲ့ရလက်တွေကိုစတင်မြင်လာရပါလိမ့်မယ်လူတွေကဆက်ပြီးအကဲဖြတ်ကြလိမ့်မယ် ပြန်ကြောင်းပြောကြလိမ့်မယ်။ဒါပေမဲ့သူတို့ရဲ့စိတ်ကိုပြောင်းလဲဖို့အချိန်မပြုံးပါနဲ့။တင်းရလက်တွေကစကားပြောပါစေ။ဘာလို့လဲဆိုတော့အကောင်းဆုံးလက်စားချေမှုဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်လို့ပါပဲတင့်အောင်မြင်မှုနဲ့သူတို့ကိုမှားချောင်းတက်တည်ပြလိုက်ပါအဲ့ဒီအခါပြောစရာဘာမှကြံတော့မှမဟုတ်ဘူးအဲ့ဒီအဆင့်ကိုရောက်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု mental toughness လိုအပ်တယ်စိတ်ပါလက်ပါရှိတဲ့အခါလွတ်လွတ်ရတာလွယ်တယ်ဒါပေမဲ့တင်မလို့ကျင်တဲ့အခါတင်မုန်းတဲ့အရာကိုလွတ်ရတာတကယ်ခက်ခဲတယ်ဒါပေမဲ့တင်ကိုကိုကိုအသွားပေးလေလေတင်ရဲ့စိတ်ဆန္ဒက ပုံမခိုင်မာလာလေးလေးပဲဖြစ်တယ်ခက်ခဲတဲ့အလုပ်တွေကတင့်ကိုပူအားကောင်းစေတယ်ကျွန်ုပ်တို့တွန်းလှန်တဲ့အရာတွေကကြီးမားဖို့အတွက်ကြီးမားဆုံးတော့အခွင့်အလမ်းကိုပေးတယ် Focus is your lifeline အာယုံစူးစိုက်မှုအတက်ကြီးချိုအလုံးလုံးနေစမှာအာယုံပြန့်လွှမ်းမှုတွေကိုလျှော့ချပါဒီနေ့ခေတ်လိုအမြဲတမ်းသတိပေးချက်တွေနဲ့အနောက်ချက်တွေရှိနေတဲ့ကမ္ဘာမှာအာယုံစူးစိုက်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ကအရေးကြီးတယ်ချိန်စီမံခန့်ခွဲမှုကမရှိမဖြစ်လိုအပ်တယ်အလွယ်တကူမလုပ်ပါနဲ့တင့်နေစဉ်လုပ်ငန်းတွေကိုစီစဉ်ပြီးအစီအစဉ်တိုင်းလိုက်နာပါအလုပ်တွေကိုတင်းငယ်တဲ့အပိုင်းလေးတွေဖြစ်ပါ င်းလိုက်ပါဒါမှဝင်ပြီးသွားတာမျိုးမဖြစ်စေတော့ဘူးပေါ့လမ်းကြောင်းပေါ်မှာဆက်နေပြီးနောက်ကျန်တာချင်းချိန်ဆွဲခြင်း procrastination ကိုမအောင်မြင်စေနဲ့စစ်မှန်တဲ့ champion တွေဟာအာရုံစူးစိုက်မှုကိုသူတို့ရဲ့အတက်ကြီးကျိုးလို့သဘောထားတယ်သူတို့ဟာဇီမန်းချက်တွေပေါ်ပြင်းထန်တဲ့အာရုံစိုက်မှုနဲ့တစ်နေ့ပြီးတစ်နေ့တစ်ပတ်ပြီးတစ်ပတ်တစ်လပြီးတစ်လဆွေးမြေစွာလှုပ်ဆောင်နေကြတယ်သူတို့ဟာဇီမန်းချက်တွေကိုဝင်းလန်တဲ့အိမ်မက်တွေဖြစ်မမြင်ပဲနေတိုင်းအရောက်လှမ်းဖို့ကြိုးစားနေတဲ့လက်တွေအရာတွေဖြစ်မြင်တယ်လူအများပြားကအစ်င့်မှာစွန့်ဆောင်နိုင်မှုမရှိဘူးသင်ဟာလက်တွေမကြဘူးလို့ပြောကြလိမ့်မယ် ်မယ်သူတို့ကမယုံပါနဲ့ဆွန်ညံတန်တွေကိုလှလူရှူပြီးတင့်ကိုတင်တာအာယုံဆိုင်ပါအိမက်တွေကိုလိုက်ပါတင့်မှာရှိတာအလုံးကိုပေးလိုက်ပါတင်ရှုံးနေရင်တောင်မှအနည်းဆုံးတင်ကြိုးစားခဲ့တယ်ဘယ်တော့မှမကြိုးစားတာထက်စားရင်ကြာရှုံးတာကပိုကောင်းတယ်အကောင်းဆုံးမျိုးရိုးဒါမှမဟုတ်အလားလားရှိဆုံးသူကအနိုင်ရတာမဟုတ်ပါဘူးအကြီးမားဆုံးသောဇွဲလုံးလားရှိတဲ့သူဆက်ပြီးတောက်လျှောက်လုပ်နေတဲ့သူကတာအောင်မြင်တာပါစင်မှန်တဲ့ခေါင်းဆောင်နိုင်ဟာအဲခေါင်းဆောင်မှုကိုပြတဲ့အခါထူးဆန်းတယ်လို့ခေါ်ခံရတယ်လူတွေကတင့်ကိုရေမောတဲ့အခါဒါမှမဟုတ်ကြောက်ခဲနဲ့ပြစ်ပေါက်တဲ့အခါဆက်သွား ားနိုင်ဖို့ခိုင်မာပါစေအခုတင်ပါလို့မလဲအရာအလုံးကိုပြောင်းပြန်လမ်းပြီးအနာဂတ်မှာတင်အကြောင်းကိုလူတွေစောင့်ထဲမှာဖတ်ရအောင်ဘယ်လိုဖန်တီးမလဲပြန်ပြီးလက်စားချေဖို့ကိုစိတ်မပူပါနဲ့ရှေ့ကိုရှောက်ဖို့ကိုတော့အာယုံဆိုင်ပါတင်ကြီးမှန်းချက်တွေအပေါ်မှာအာယုံဆူးဆိုင်နေပါတင်ဟာမဆုံးမနစ်ဖြစ်ရမယ်ဘယ်တော့မှအလျော့မပေးပါနဲ့ဘယ်တော့မှလက်မလျှော့ပါနဲ့တင်အိမ်မက်တွေကိုဘရုဘောမှာစကားနဲ့မဖြစ်စည်းစေနဲ့လူတိုင်းတန်ရာရရပေမဲ့တင်ပြန်ထားရပြီးဆက်သွားရမယ်တင်ရတက်တောင်တက်တာနေမြေ comfort zone ဟာအန်တေအရှိဆုံးနေရာဖြစ်တယ်ဘယ်တော့မှတက်တောင်တက်တာဖြစ်တယ် ယ်လို့မခံစားပါနဲ့အမြဲတမ်းပြောရွှင်နေပါဒါပေမဲ့မကျေနပ်မှုရှိနေပါစေတင်းအလုံးကိုပြဆက်ရမယ်စက္ကန့်တိုင်းမိနစ်တိုင်းနေ့ရက်တိုင်းလတိုင်းနှစ်တိုင်းချေယူလို့ရရပြီပေါ့တင်းလမ်းကြောင်းနဲ့ပတ်သက်ပြီးဆွဲလန်းနေရမယ်ညဘက်မှာတင်းပါလုံလဲဆိုတာရေးကြည့်တယ်မနေ့ခင်းမှာတင်းပါလုံလဲဆိုတာရေးကြည့်တယ်တင်းတငယ်ချင်းတွေပါတီပွဲသွားနေချိန်မှာတင်းပါလုံလဲဆိုတာရေးကြည့်တယ်အောင်မြင်မှုကဘယ်နေလဲဆိုတာကိူးမဆိုင်ဘူးသူဆက်လက်လှုပ်ရှားနေတယ်တင်းအောင်မြင်ခြင်းနဲ့ဆိုရင်ခြားသူတွေအားလုံးထက်ပိုပြီးအထုံမှုနဲ့စွန့်ရင်ထက်တွင်းဖို့လိုအပ်တယ်သူတို့အိတ် ေတော့မှအလုပ်လုပ်ပါသူတို့ပါတီပွဲလုပ်နေတော့မှတင်းယူပါသူတို့သုံးဆွဲနေတော့မှစုဆောင်းပါသူတို့အိမ်မက်မက်နေတဲ့ဘဝကိုတင်းနေထိုင်လိုက်ပါကျေးဇူးတင်ပါတယ်မှတ်သားစရာအကျိုးကျေးဇူးတစုံတရာရလိမ့်မယ်လို့ပြောလင်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လည်ဆွံ့တွေ့ကြရအောင်